မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့ထိုင်းနိုင်ငံတွင်ဟိုမေလတရနေ့ရက်နေပြီးတော့မှစတင်ပြီးတော့ဝင်ရောက်လာမဲ့ထိုင်းနိုင်ငံသားမဟုတ်သူတိုင်းဖြည့်ဆွက်ရမယ့် Thailand Digital Arrival Card ဖြည့်ဆွက်ပုံဖြည့်ဆွက်နည်းသေးစိတ်လေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ Digital Arrival Card ကိုမေလတရနေ့ရက်နေစတင်ပြီးတော့မှထိုင်းနိုင်ငံတွင်ဝင်ရောက်လာကြမယ့်ထိုင်းနိုင်ငံသားမဟုတ်သူတိုင်းဆိုလို့ရှိရင်ထိုင်းနိုင်ငံတွင်မဝင်ရောက်မီ၃ရက်ကြိုတင်ပြီးတော့ဖြည့်ဆွက်ထားရမှာပဲဖြစ်ပါတယ်ခင်ဗျာ ထိုင်းနိုင်ငံတွင်ကိုပြန်လည်ဝင်ရောက်လာကြမယ်ထိုင်းနိုင်ငံသားတွေအနေနဲ့ကတော့ digital rival cup ကိုဖြည့်ဆွက်ဖို့လိုအပ်မှာတော့မဟုတ်ပါဘူးခင်ဗျာ digital rival cup ဖြည့်ဆွက်ပုံဖြည့်ဆွက်နည်းလေးကိုအသေးစိတ်လေးပြပြပေးမှဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ digital rival cup ဖြည့်ဆွက်ဖို့နာအတွက်ဖော်ပြပါ website link ကနေတဆင်ဖြစ်စီ QR code ကနေတဆင်ဖြစ်စီဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဝင်ရောက်ပြီးတဲ့အခါမှာတော့ယခုလိုမျိုးဆက်မျက်နှာကိုမြင်ရမှာဖြစ်ပါတယ်ဒီဆက်မျက်နှာကိုမြင်တဲ့အခါမှာပထမဆုံးတင်မဲ့လူတွေအနေနဲ့ arrival cup ကိုရွေးချယ်ရမှာဖြစ်ပါတယ် update arrival cat ကတော့မမီလို့ဖြည့်ထားတဲ့အခါမှာအမယုံနေပါတဲ့အခါမှာဆိုလို့ရှိရင်ပြန်လဲ update လုပ်ဖို့နာအတွက်ကိုထားပေးထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ arrival cat ထဲကိုဝင်ကြည့်ပါမယ် arrival cat ထဲကိုရောက်ရှိတဲ့အခါမှာတော့ဖော်ပြပါချက်လက်တွေကိုဖြည့်ဆွတ်ထားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီချက်လက်ဒီအားလုံးက passport ရဲ့ခြေစုံစာမျက်နှာမှာပါတဲ့စာရွက်စာတမ်းနဲ့ချက်လက်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဖြည့်ဆွတ်တဲ့အခါမှာဆိုလို့ရှိရင်တော့ passport ရဲ့အခြေဆုံးစာမျက်နှာမှာပါတဲ့အချက်လက်တွေနဲ့တူညီအောင်ဖြည့်ဆွတ်ရမှာပဲဖြစ်ပါတယ် nationality citizenship ကိုယူတဲ့အခါမှာတော့ MMR ဆိုတဲ့ country code လေးရိုက်ထည့်လိုက်တာနဲ့မြန်မာနိုင်ငံလေးကြလာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုယူရှင်းလိုက်တဲ့ဆိုလို့ရှိရင်အဆင်ပြေတော့မှာပဲဖြစ်ပါတယ်နီယောင်စတာပြရတဲ့အချက်တွေကိုပဲဖြည့်ဆွတ်မှဖြည့်ပြီးတော့နီယောင်စတာမပြရတဲ့အချက်လက်တွေကိုတော့မမှတ်မိဘူးမသိဘူးဆိုလို့ရှိရင်ကြော်ခဲလို့ရမှာပဲဖြစ်ပါတယ်။ဆက်သွားမယ်ဆိုလို့ရှိရင် notrif information ဆိုတာကိုတွေ့မှာပဲဖြစ်ပါတယ်။ trif information မှာတော့အပိုင်းနှစ်ပိုင်းပါပုံမှာဖြစ်ပါတယ်။ arrival information နဲ့ departure information ဖြစ်ပါတယ်။ arrival information ကတော့ထိုင်းနိုင်ငံတွင်ဝင်ရောက်ရမယ့်အချက်လက်တွေကိုဖြည့်ဆွတ်မှဖြစ်ပါတယ်။ country or territory ဝယ်ယူဖို့ဆိုတဲ့နေရာမှာဗေနိုင်ငံကနေစီးလာတာလဲဆိုတော့ရွေးပြရမှာဖြစ်ပါတယ်။ရန်ကုန်ကနေလာတယ်ဆိုလို့ရှိရင်တော့ MMR ကိုရွေးလိုက်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံလေးစေးကိုပေါ်လာမှာဖြစ်ပါတယ်။အကယ်၍ကိုကတခြားနိုင်ငံကနေ transit စီးလာတယ်ဆိုလို့ရှိလို့ရင်တော့ကိုစီးလာတဲ့နိုင်ငံရဲ့ country code ကိုရိုက်ထည့်ရမှာပဲဖြစ်ပါတယ်။ flight number vehicle number ဆိုတဲ့နေရာမှာတော့လေနဲ့လာတဲ့လူတွေက lane ticket မှာ flight number လေးပါမှာဖြစ်ပါတယ်။ဥပမာ MAI ဆိုလို့ရှိရင် 8N334335 ဆိုတာမျိုးဖြစ်ပါတယ်။ဒီနေရာမှာ Motor Travel နဲ့ Motor Transport ဆိုပြီးတော့နှစ်မျိုးရှိမှာဖြစ်ပါတယ်။ မော်တော်ထရာဗယ်မှာအဲဒီရဲ့လမ်းရဲ့စီးရဲ့ဆိုပြီးတော့မှာထရာဗယ်တိုက်သုံးမျိုးပေးထားမှာဖြစ်ပါတယ်အဲနဲ့လာတဲ့လူတွေကမော်တော်ထရန်စပို့မှာအပလင်းဖြစ်နိုင်ပြီးတော့လမ်းနဲ့လာတဲ့လူတွေကတော့မော်တော်ထရန်စပို့မှာ back to ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ C ကနေပင်လေရေချောင်းခီးရနေလာမဲ့လူတွေကတော့ motor transport မှာ chip တို့ဘာလို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အများစုသုံးတာက air ကိုပဲသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ air မှာ tick chip ပြီးတော့မှ motor transport မှာ airplane ဆိုပြီးတော့ရွေးချယ်ရမှာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ဓပချန် information ဆက်လက်ဖြည့်ဆွဲကြပါမယ်။ဓပချန် information ကတော့ထိုင်းနိုင်ငံတွေရနေပြီးတော့ပြန်လည်ထွက်ခွာမယ့်ချက်လက်တွေကိုမေးမြန်းနိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်လည်ထွက်ခွာမယ့်ချက်လက်တွေကိုဖြည့်ဆွဲပေးရမှာပဲဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ accommodation information တွေဖြည့်ဆွဲပေးရမှာဖြစ်ပါတယ်။ဒါကတော့နေထိုင်မဲ့လိပ်စာကိုဖြည့်ဆွဲပေးရမှာဖြစ်ပါတယ်။ကိုက transit စီးမဲ့လူဆိုလို့ရှိရင်တော့လေဆိပ်တရနေထွက်ခွာမှာမဟုတ်တဲ့အတွက် I am a transit passenger ဆိုတာလေးကို tick လုပ်လိုက်တာနဲ့ချက်လက်တွေကိုဖြည့်ဆွဲရမှာမဟုတ်တော့ပါဘူး။တခြားချက်လက်တွေကတော့မိမိရဲ့ဟိုတယ်ဘုတ်ကင်မှာပါတဲ့ချက်လက်လေးတွေဖြည့်ဆွဲပေးလိုက်တဲ့ဆိုရင်စင်ပြေသွားမှာပဲဖြစ်ပါတယ်။ ဆက်လက်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကျမကြီးနဲ့ပတ်သက်တဲ့အချက်လက်တွေဖြည့်ဆွဲရမယ့်နေရာကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ head declaration လုပ်တဲ့အခါမှာတော့နှစ်ပတ်အတွင်းကိုဗစ်နိုင်ငံမှာနေခဲ့လဲဆိုတဲ့အချက်လက်ကိုမေးတာဖြစ်ပါတယ်။ဒီနေရာမှာမြန်မာနိုင်ငံပဲနေခဲ့တယ်ဆိုလို့ရှိရင် MMR ကိုရိုက်ထည့်ရင်လည်းအဆင်ပြေမှာဖြစ်ပါတယ်။အကယ်၍ကိုကတခြားနိုင်ငံနေပြီး transit လာတယ်ဆိုလို့ရှိရင်တော့ကိုနေခဲ့တဲ့တိုင်းပြည်ရဲ့ country code ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။အကယ်၍ကိုလာခဲ့တဲ့တိုင်းပြည်ကထိုင်းနိုင်ငံကနေတက်မှတ်ထားတဲ့ reach တဲ့တိုင်းပြည်ကနေလာတဲ့ဆိုလို့ရှိရင်တော့ပြန် vaccination လုပ်ထားတဲ့ certificate တွေကိုပြပေးရမှာလည်းဖြစ်ပါတယ်။ ဖြည့်ဆွက်လို့အလုံးပေးပြီဆိုလို့ရှိရင်တော့ at another person ဆိုပြီးတော့ထည့်လို့လည်းရပါတယ်ကိုကအပေါင်းသင်းနဲ့လာတဲ့ခါမှာတခြားလူတွေလည်းထည့်ပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ at another person ကနေပြီးတော့နောက်တဲ့လူတွေထည့်ပြီးတော့ဖြည့်ဆွက်ပေးနိုင်မှာပဲဖြစ်ပါတယ် preview နှိပ်ပြီးသွားတယ်ဆိုလို့ရှိရင်မိမိရဲ့ချက်လက်တွေကိုပြန်လည်ပြီးစစ်ဆေးရမှာဖြစ်ပါတယ်မိမိရဲ့ချက်လက်တွေကိုပြန်လည်ပြီးစစ်ဆေးလို့မှန်ကန်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီမှာဖော်ပြထားတဲ့ email address ထည့်ရမယ့် box လေးပါမှာဖြစ်ပါတယ်အဲ့ဒီ email address ထည့်ရမယ့် box လေးမှာတွားပြီးတော့မှမိမိတို့ရဲ့ email address ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်တော့ယခုတင်လာတဲ့ချက်လက်တွေအားလုံးကို email ကိုလှမ်းပြီးတော့မှ confirmation email လေးပို့မှာဖြစ်ပါတယ် confirmation email ပို့ရဆိုလို့ရှိရင်တော့အဲ့ဒီ confirmation email လေးမှာရောက်လာတဲ့စာရွက်စာတမ်းတွေကို print ထုတ်ပြီးတော့မှမိမိတို့ရဲ့ travel document နေနဲ့အတူတူလေဆိပ်ကိုဝင်တဲ့အခါမှာဆိုလို့ရှိရင်တော့ immigration office စာကိုပြသပေးရမှာပဲဖြစ်ပါတယ်။ Digital Rival Cup ကိုထိုင်းနိုင်ငံတွင်မဝင်ရောက်မီ3ရက်အတွင်းဖြည့်ဆွတ်ထားမှာဖြစ်ပြီးတော့မှခုဖြည့်ဆွတ်ထားတဲ့အချက်လက်တွေကိုပြန်လည်ပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းမူလစာမျက်နှာကိုပြန်သွားပြီးတော့မှ Update Rival Cup ကနေပြီးတော့မှသွားပြီးတော့ပြင်ဆင်ခွင့်ရှိမှာလည်းဖြစ်ပါတယ်။ Digital Rival Cup နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဖော်ပြပါ website မှာသွားပြီးတော့မှ Rival Cup ဖြည့်ဆွတ်နေတဲ့ update လုပ်နေတွေကိုသိစေကိုလည်းသွားပြီးတော့မှလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ Digital Rival Cup ကိုထိုင်းနိုင်ငံတွင်ဝင်ရောက်မယ် ုံလန်းလီလန်းရေချောင်းလန်းနေပြီးတော့မြေတီလန်းနေဝင်ရောက်လာဝင်ရောက်လာဖြည့်ဆွဲရမှာလည်းဖြစ်ပါရဲ့ digital rival ကဖြည့်ဆွဲတဲ့လုပ်ငန်းစဉ်ကတာမန်လုံထုံးလုံနီလုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပြီးတော့မှတခြားနိုင်ငံတွေကိုဝင်ရောက်တဲ့အခါမှာလည်းယခုလိုမျိုး digital rival ကကိုဖြည့်ဆွဲရတာလည်းဖြစ်ပါရဲ့ digital rival ကဖြည့်ဆွဲတယ်ဆိုတာကထိုင်းနိုင်ငံတွေကိုဝင်ရောက်တဲ့အခါမှာ immigration မှာ documentation တွေကိုပြပြီးတော့ဝင်ရောက်နေရတဲ့အချိန်တွေကိုချွတ်ချဖို့နဲ့ရည်ရွယ်ပြီးတော့မှလုံဆောင်တဲ့ချက်လက်တွေလည်းဖြစ်ပါရဲ့ဒါကြောင့်မလို့မိမိတို့ရဲ့ချက်လက်တွေကိုမှန်ကန်စွာဖြည့်ဆွဲပြီးတော့ထိုင်းနိုင်ငံတွေကိုဝင်ရောက်မယ်ဆိုရင်တော့အဆင်ပြေမှာပဲဖြစ်ပါရဲ့ ားလုံးပဲအဆင်ပြေရှုံးမွေးကြပါစေခင်ဗျာ။